သူမကိုကလေးလေးလိုကယူဆိုင်ပေးတဲ့ချစ်ကိုကြီးနဲ့လက်ထတော်မဲအစတော်ပုပ်ပုံ အနုပညာလောကမှာအပြိုကြီးဖြစ်ပြီးတော့သူမကိုကလေးလေးလိုဆိုလို့ရမယ်ချစ်ကိုကြီးတယောက်နဲ့အခြေအကျစအစဉ်ပြေနေကြောင်းပြောလာသူကတော့အစတော်ပူပူပါအစတော်ပူပူဆိုတာကတော့တချင်းအေးလေးတွေကိုကိုပိုင်ဟန်အပြည့်နဲ့တီးဆိုတတ်တဲ့အစတော်တူပါအစတော်ပူပူကအောင်မြင်တဲ့ဒီတချင်းကောင်းများစွာကိုတီးဆိုလေးရှိသူဖြစ်ပါတယ်အစတော်ပူပူကအနုပညာလောကမှာဒီလိုမျိုးချမ်းသာကြွယ်ဝပြီးရောအောင်မြင်မှုတွေများစွာရနေတယ်လို့ချမ်းသာကြွယ်ဝတဲ့ဘဝကိုပိုင်ဆိုင်ထားပေမဲ့လည်းစစ်သူရည်စားမရှိပဲဒီကိုယ်တဲ့အထူးချံကအပြိုကြီးဖြစ် ဖြစ်နေပါတယ် ဘူဘူကတော့ချစ်သူရေးစားရဲ့အများကြီးထားဘူးပေမဲ့တယောက်ကိုမှစိတ်တိုင်းမကြလို့အပြိုကြီးလုပ်နေပါတယ်။အဆိုတော့ဘူဘူဟာဒီမရဲ့ချစ်သူကဒီမကိုအလိုလိုက်ရမယ်၊ဘာသာတရားလိုက်စားရမယ်၊တည်ငြိမ်အေးချမ်းရမယ်လို့ပြောထားပါတယ်။အခုကမှတော့အဆိုတော့ဘူဘူတယောက်ဒီမကိုဂရုစိုက်ပေးမဲ့ချစ်သူကောင်လေးကိုရှာတွေ့သွားပြီလို့ဆိုပါတယ်။ဘူဘူချင်းရတဲ့ချစ်သူကတော့တယောက်ဆောင်ရဝေအောင်မှာရဝေအောင်က VCD ခေတ်မှာပြိုရန်ကြိုက်တဲ့တယောက်ဆောင်မင်းသားတယောက်ဖြစ်ခဲ့ပါတယ်။ရဝေအောင်ကငယ်ရွယ်နှုတ်ပြိုစဉ်အခါမှာကိုရီးယားမင်းသားနဲ့တူပြီးတော့ချောမောလာ ပတလုံးတည်ငြိမ်အေးချမ်းလာပါတယ်အခုချိန်မှာတော့ရဝေယောင်ကလူပြိုကြီးဖြစ်နေပါတယ်အခုတော့အပြိုကြီးအစိုးရပို့ပို့တယောက်သူမကိုကလေးလေးလို့ဂယူဆိုင်ပေးမဲ့ချစ်သူကိုကြီးရဝေယောင်ကြောင့်ပျော်ရွှင်နေပါပြီ။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောရဝေယောင်နဲ့ပို့ပို့ကိုသဘောတူကြလားဆိုတာပြောသားခဲ့ပါအောင်ရှင်။